ဖုန်ဖုန်ခုနကသမီးပြောတာအိ90တောင်ထိလိုက်တယ်ဟဲ့ရင်ထဲမှာဝမ်းသာတယ်ဒါပေမဲ့တပည့်ရှိလိုက်တာငါဆိုမလူဘူးဖြစ်တာဖြစ်တာနော်သမီးလေးလူရဲလိုက်တာဒီအဲ့သမီးကိုတင်ကြားတဲ့ဆရာဆရာမပင်ယောက်ရှိပြောတရား9ရက်ပါဗျာ9ရက်ကအကြီးကျယ်9ရက်အကြီးကျယ်9ရက်ဟုတ်ပြီသမီးပြောတဲ့9ရက်ကအရင်ကစရောက်လားတမန် ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေပြန်လဲပြီးတော့ချိုးဆိုလိုက်ပါရနော်ဒီကနေ့ပူယိုမှာတော့ပွဲအရှာကျန်တဲ့ဗုဒ္ဓဂုံကြီးဆရာတော်နဲ့မကြသေးခင်ကမှဒီပထမဆုကိုထိုက်တန်စွာရရှိသွားတဲ့ညီမလေးအီကြဖြူနဲ့ပေါ့နော်ဒီတွေ့ဆုံမေးမြန်းခန်းလေးလှုပ်ထားတဲ့ interview လေးတခုရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ဒါပြတ်လာပြီးတော့မှဖြစ်ပါတယ်ဆိုတော့ဒီဗုဒ္ဓဂုံကြီးဆရာတော်ဆိုလို့ရှိရင်တော့တော်တော်များများတော့သိမှာပေါ့ချာဖြူခင်ကိုဘယ်လိုမျိုးမေးခွန်းနေမေးမလဲဘယ်လိုမျိုးဒီမတက်ဆိုင်နေမေးခွန်းနေဘယ်လိုနှက်နှက်ချွတ်မေးမလဲညီမလေးအီကြဖြူခင်အဲအီကြဖြူကရောဘယ်လိုမျိုး ပြန်ပြီးတော့ဖြည့်ပြီးတော့ဘယ်လိုမျိုးပြန်ပြီးခြေပြီးတော့ဘယ်လိုမျိုးတုပပြောဆိုမလဲဆိုတော့ကျွန်တော်တို့အတူတူကြည့်ရှုသွားမှာဖြစ်ပါတယ်။ကဲပြောနေကြတယ်ကျွန်တော်တို့အခုပဲရှိလိုက်ကြရအောင်အင်တာဗျူးလေးပေါ့နော်။အခုဖုံးဖုံးနဲ့အမေးပြေလို့ရတော့တမီးနေတယ်။သူတို့နဲ့တူတူပဲလားဖောက်သွားနေမလဲ။တူတူပါပဲ။အေးတော့ဘယ်နည်းပြောရကြတော့နည်းနည်းပေါ့နော်ဒီအပြင်ကအကြောင်းအရာထဲဒီဆန်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ပါရမယ်။တောင်းဝင်တဲ့ညှို့ထားနေတယ် စီနာနဲ့လုပ်တာဘုံမွားကြောင့်ဘုဒ္ဓသာမန်ဘုံမုံလာတာကသမီးတယောက်ဖြစ်ရမဟုတ်ဘူးတတနာလုံးပဲအဲ့ထက်မှာတာနာမှာရှိတဲ့တတန်ကလုံးပဲသမီးတလူဖြစ်အောင်လုပ်ရစားဆရာတော်လွန်ခဲ့တဲ့6နှစ်ကဒီနာရောက်မလာရင်ဆရာတော်ဒီမြေလေးတွေမလူခဲ့ရင်ဒုဒ္ဒတိုင်းမဖြစ်လာဘောနော်သမီးကဟိုးကဘာကျော်နေပြီဘယ်မှာသွားတော့ဒီပုဂ္ဂိုလ်ဒီဆရာနဲ့ဒီအချင်းဒီကံတရားနဲ့ တော်ဆုံးခဲ့ပြီเนาะအဲဒါကြောင့်ဘုံမောရောဝမ်းသာတယ်အဲ့တော့အခုလာတဲ့လူကြီးရဲ့မိခွန်းကြီးတွေမှာသူကျတယ်နောက်တစ်ခွဲလည်းတမီနဲ့အတူပေါ့တမီအိမ်လေးကိုသွားချင်တယ်သူပါစနယ်တီလိုက်တယ်လူလူပြောရတယ်ဘာလဲဆိုတော့အဲတမီလေးကိုဝမ်းကြီးပန်းပူအောင်ထောက်ပံ့အောင်အောင်းမြအောင်သူလည်းညှိနှိုင်းရမှာဘုံမောရောဒါနာအတွက်တမီလေးကဘဝပြီးဆက်တာဖုံဖုံခုနကတမီပြော ်တင်းကိုးတဲ့တောင်ထူလိုက်ဟဲရင်ထဲမှာဝမ်းပါလားဒါပေမဲ့တတိရှိလိုက်တာငါဆိုမတူဘူးဖြစ်တာဖြစ်တာနော်တမီးလေးလူရဲလိုက်တာဒီဖုန်းကြီးကလည်းခုနပေး20ပေး60နဲ့ဒီနေရာလေးကိုအကြောင်းတွေကိုပေါ်ထုတ်တော့ခုနတို့လိုအိမ်ဆိုရင်ခုနပေး40ပေး60နဲ့ဘုံဘွားမှာတခါမှမနေဘူးပေး20ပေး60ဆိုတဲ့တည်းကိုကိုပြဒီလားဘုံဘွားမှာတိုက်တဲ့တစ်ဖြည်းတွေကုမ္ပဏီပိုင်ရှင်တွေလုပ်ငန်းရှင်တွေတစ်ဖြည်းကဖြစ်လာတာဟိုမှာအဲ့20 60 စိတ်ကူးနဲ့ရရမရှိရဘူးဒီဘုန်းကြီးအဲ့လိုစားခဲ့တာဘုန်းကြီးကြောင့်ငါအေးကချော်ရတာကျဲတယ်ဒါနဲ့သမီးတို့လူတကယ်သာနာအဆုံညောင်းဘုန်းကြီးကငူးဖွားနေကိုကိုကိုပဲရေချိုးနေတယ်ကိလေသာရှင်အောင်တရားတော်ကြီးနဲ့ဆင်ကြီးနေတယ်တကယ်ဘုရားနာအတွက်အကျိုးများရဲ့ဆရာပါဘုရားမလားအဲဒါအတန်းပညာလေးနဲ့မဆိုင်ဘူး အဲ့စီတနာဘာနာကိုချစ်တာကိုယ့်ကိုယ်ကိုယုံကြည်တာကျူစားတာနောက်တစ်ခေတ်အများကြီးချက်ခြင်းတော့မှအကြောင်းချက်လာမှာရှိတယ်ဘာမှလားဟိုနောင်မှာကြောင်းလိုက်ကြည့်တမီးလူအင်းန်းကြီးတွေလွတ်ချက်ဖြစ်တယ်ဒါမှတမီးတို့အရွယ်ရပါလေခါဆရာတို့ကျူစားတယ်ပေါင်းစုလာရင်တနိုင်ငံလုံးကအာအင်းကြီးစုပေါင်းနိုင်ဖြစ်သွားနိုင်တယ်နော်ဒါကြောင့်တမီးဟာပါပြောဗုဒ္ဓ ဘာသာအတွက်နာကသမီးကြောင်းတယောက်ပါပဲသမီးရဲ့မောင်နှမ6ထဲမှာအငယ်ဆုံးဖြစ်ပြီမဲ့ဘာပြောမိဘကုံယူရတဲ့ပုံစံရှားတော့အဲအတွက်တကယ်အားထားရဒီကြောင်းကအရင်ကအဲ့လိုပဲနေအောင်တော့ဘူးဖွားခဲ့တယ်ဒီနေ့ဘုံပြောပါမယ်နော်တရားဆံနေပါဆရာမောင်မေပေါ်မှာလည်းဒီကနိုင်မီတန်စီကနေဒုတိယဆရာရှိခဲ့တယ်ဗျာ။ပြန်ပြောပါဦး။ စံပြမောင်မယ်ပွဲမှာတင်ဩဒီမိတ္တန်မိတ္တန်မိတ္တန်ဟမ်ဆိုးရောလားမဟုတ်ပါဘူးဗျာဒီတရားစီရအောင်လေဩပိုလိစ်ပါဟဲ့ပြိုင်ပွဲမှာပေါ့တိုင်းလုံးကျွတ်လားနိုင်ငံလုံးကျွတ်လားဟမ်နိုင်ငံလုံးစံပြမောင်းနေမှာဩဒီဟုတ်ဒီဟုတ်ဒါဆရာတော်ကမင်းသင်ကြားခဲ့တာပေါ့ဆရာတော်လက်အောက်ကမှာမူးဖွားသွားတာ တတမီးကိုတင်ကြတဲ့ဆရာဆရာမပဲမျိုးရှိတယ်ပြောတရား9ရက်ပါဗျာ9ရက်ကအကြီးကျယ်9ရက်အကြီးကျယ်9ရက်ဟွန်းဘယ်လိုလဲမိုင်ပပမျိုးရဲ့မိုင်ပပမိုင်ပပမျိုးရဲ့ပပမိုင်ပပမျိုးမျိုးဒီသမီးတန်းဘုံကလိုက်နန်းနေပပမျိုးရဲ့မိုင်ပပမျိုးရဲ့မိုင်ယူမြတ်နို့ဦးရဲ့ယူမြတ်နို့ဦး ဟုတ်ပြီမိတော့လည်း၅ယောက်ကအရင်တော့ရှိနေရောက်လားတမန်၅ယောက်တော့ရောက်တယ်တမန်ဩော်တို့ကအသက်တွေဘယ်လောက်ရှိနေလဲဟိုစစ်စစ်အော်စစ်စစ်ကိုစစ်ရှိတယ်ဗျာဟိုတမီးနဲ့သိလည်းမကွာဘူးပေါ့တို့လည်းကြိုးစားခဲ့တော့ဒီစာသင်ရတာကောင်းတယ်ဆရာတော်ကအမှန်တိုင်းမျိုးလောက်လားတဲ့ပွဲဝိညာဉ်တွေဆိုလိုပဲနောက်တစ်ပေဒီကတစ်စင်းတစ်စင်းတော်တာပဲလीတမန် အဲဒီလူကဒီလူပြန်တယ်နဲ့တမီးရထဆီရဆိုတမီးရဲ့တင်ကြားမှုပုံသဏ္ဍာန်ကောင်းလို့လားဒါမှမဟုတ်စာဆုံးလို့လားဒါမှမဟုတ်တမီးရကိုရီးယားဉာဏ်ကြီးဉာဏ်သွေးထက်လို့လားအခုလို့ဆူရတာဘာကြောင့်လို့တမီးတုံးတမ်းတယ်အဲဒီကတော့ကျောင်းမှာပဲနော်ဘုံဘုံရဲ့ဘုံဘုံပြောတဲ့အတိုင်းဆရာဆရာမတွေကလည်းလုပ်ခဲ့ကြပါသူဆရာဆရာမတွေဆိုလည်းဒီလိုနဲ့ဒီလိုပဲညှိနေတယ်အိမ်မပြောင်းဘူးပေါ့နော်အဲပြည့်ရှင်တပည့်တော်ဆာမရတဲ့ခါမှလည်း သူတို့အပြစ်ပေးခံရပါတယ်ပြန်ဟုတ်ဟုတ်ဟုတ်ဒီလိုလောက်တော့ပေါ့မှာဆေးဆိုးခြင်းမရှိခဲ့ပါဘူးဆရာမလေးကတော့ပါဒီလိုလိုဆာရဖို့ပဲအဲလို့ရှိရင်ဒိုလဲမအေးဘူးပေါ့နော်ဒီလိုလိုဟိုဆာရပြေးခိုင်းတယ်မရရင်ဒီလိုလိုပြင်မပေးဘူးသူတို့ပဲအပြစ်ပေးခံရတယ်ပေါ့နော်ကောင်းပါပြီတမီးရဲ့မိခွန်းနဲ့အများကြီးကတမီးအိမ်လေးလည်းဖုန်းလိုက်ကြည့်ချင်ပါသေးတယ်နော် channel media ပွဲလည်းရှိတော့ဘုမကတမီးသူများတွေမိခဲ့တာလည်းရှိတယ် ။ဒါဖုံးမေးရသူမေးရလည်းမတူဘူး။ဟုတ်တယ်နော်။တမိဘွားလေးကိုဝင်လာတယ်။ဆရာတော်ရဲ့တရားထဲမှာဆရာတော်ရဲ့ကြောင်းထဲမှာပါဝင်နေတယ်ဗျာ။အဲ့ဒါပါလဲဆိုဘုံဘွားမလုံလုံတာနှလုံးသားနဲ့လုပ်တယ်။ဒီလိုဆိုရင်တမိကလည်းအခုဘုံဘုရားကိုဆရာတော်နဲ့တွေ့လို့ဘုံဘွားရဲ့ဘုရားကိုတာနာဆောင်းဆောင်ရဖွဲ့ရအချားချောင်းသောအင်တာဗျူးတွေနဲ့မတူဘဲနဲ့အမြဲတမ်းဘုံဘွားအင်တာဗျူးရဲ့ဆိုတာတရားတဘုံကိုယ်တိုင်သိရင်ကိုယ်တိုင်လေ့လာတယ် ကိုယ်တိုင်ပြင်ကြတယ်လူတွေအားထုတ်ခြင်းစနစ်နဲ့အဲ့လူတွေသဘောတည်တော့ဝိပဿနာဆိုရဲ့မြတ်စွာဘုရားရဲ့ဝါဒတရားကိုတရားနဲ့စောင့်ရှောက်ပြီးတရားကပြောလာရင်တရားစကားပဲစီစစ်သုံးတတ်ခြင်းပေါ့အဲ့တော့ဘုံဘောအဲ့လိုစီစစ်သုံးတတ်ပြီးမေးစတယ်တမိအနေနဲ့လည်းအခုလာရောက်မေးမြန်းတာလေစူးစမ်းခဲ့တာကြီးလားတနိုင်ငံလုံးအတွက်မြမလူငယ်တွေတားရတမိတွေအတွက်မိဘတွေအတွက်အကျိုးများမဲ့တမိရင်ကြီးကပြောချင်တဲ့စကားလေးပဲ ်ဘာမှမရှိဘူးပြောပါပြောနေတယ်နော်ခုစရဲ့ရှင်ကြီးကြီးတွေရရှိမှာပေါ့အဲ့ဒီတရီကလုံးမှာကိုကိုမမရဲ့ပါနေတယ်ဦးလူတော်လည်းပါနေတယ်ဒီမောင်လေးညီမလေးလည်းပါနေတယ်ဘောနော်အကုန်လုံးမှာမိသားရှိတဲ့တွေလည်းရှိကောင်းရှိနေမရှိတဲ့တွေလည်းရှိနေဘောနော်ဒါပေမဲ့ရှိတဲ့တွေရောပေါ့ကိုမိပါအကုန်မှာရှိနေတော့ဘောနော်စစ်စစ်ရောက်လို့ကြပါနေလို့ပြီးတော့ကိုတက်နေတဲ့တော့ မိဘကိုတစ်ဖက်တစ်လမ်းနေပြီးတော့ကုညီပေးကြပါမယ်နော်။အဲမိမလည်းဒီတတိယပြည့်ပါနော်။အဲဒီပါလေတခါလေးစေစရာလုံးရဲ့ခါမှာပေါ့နော်ပြင်စင်းစမ်းမြင်ပေါ့နော်ဘလို့မှမထမ်းစားနိုင်ဝမ်းနေပြီပေါ့အဲအဲ့လိုမျိုးကြောက်ကိုယ်ဒီပါလေးကိုစေစရာမလုပ်ကြတော့နဲ့အဲဘလို့ရှိရင်ဘိုးဘိုးတောင်မနော်အဲပါတာစကားရည်တင်းနေတင်းနေနေညာကြီးတက်တယ်ဆိုပေမဲ့လို့ အလံရကြတော့တို့ရဲ့လောကီလောကအတွက်ပဲကြိုးပြမှာပဲเนาะကိုရဲ့နာမောအတွက်ကိုရဲ့တဒနာအတွက်ဘုဟုထရာအတွက်အကျိုးရှိနေပါဘူးလမ်းဆောင်တွေမကြည့်လိုက်တာတမီးရဲ့ဦးလေးကြစိနာသာပြီးပြကြသွားတဲ့တမီးလေးလည်းဆက်တဲ့တခုအောင်မြင်ပါစေတန်တရားလွတ်မြောက်နိဗ္ဗာန်ရောက်ဗုဒ္ဓရဲ့တစ္ဆာဓမ္မတွေကိုယ်တိုင်ကြိုးစားပြီးတော့အခုလို့ တုဒ္ဒဆုံးနေဗုဒ္ဓဝင်ဖြည့်စင်းလို့တုဒ္ဒဆုံးနေတဲ့တမီးငယ်လေးဟာဘုရားဘာသာကောင်းတစ်ယောက်ကနေပြီးတော့အရိယာသူတော်ကောင်းမကြီးဖြစ်အောင်ကြိုးစားနိုင်ပါစေလို့ဆန္ဒပြုတမီးနဲ့ပုံဝဲပေးစင်းလို့ဒီညနေရနာလိုက်ပြီနော်ကဲအားလုံးချမ်းမြေ့ပြန်ပြီးတာဒီညချမ်းသာရှိပါစေဒီတ िश ူနေတဲ့တွေ့ထဲမှာ အာဒီကိုရိုနဲ့ပတ်သက်တာဖြစ်ဖြစ်ဒီညမာလေးနဲ့ပတ်သက်တာဖြစ်ဖြစ်ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကလေးကိုဒီအင်တာဗျူးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်ကလေးတွေကို comment မှာလွတ်လပ်စွာပြောဆိုဆွေးနွေးသားနိုင်ပါတယ်အာကျွန်တော်ကတော့ဒီလောက်ပဲပြောချင်ပါတယ်ညမာလေးကတော့အရန်တော်တယ်ဗောနော်အာဒါတော့အာကျွန်တော်ဒီနေ့ဗောနော်ဒီအင်တာဗျူးလေးဗီဒီယိုလေးကိုအားလုံးကိုသိရှိလို့ရအောင်လို့ဗောနော်ကျွန်တော်တင်ဆက်ပြီးတော့တာပဲဖြစ်ပါတယ်အားလုံးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ရာထည်တိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပြန်လည်ဆောင်ကြပါမယ်အားလုံးပဲဖိုက်ပါပါเนาะ